Eskimo Studio YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီပတ်မှာတော့အာဖရိကတိုက်ရဲ့အန်ဒီယေရှိဆုံးတိရစ္ဆာန်တွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်နော်။အာဖရိကတိုက်ဟာကမ္ဘာအကျန်းဖတ်ဆုံးတိရစ္ဆာန်တွေရဲ့နေထိုင်ရာနေရာ ဖြစ်ပါတယ်။သူတို့ဟာလူသားတွေကိုတောင်အတက်အနေရဖြစ်စေနိုင်ပြီးတခါတလေလူသေးဆုံးမှုတွေအထိဖြစ်စေနိုင်ပါတယ်။နံပါတ်၁အာဖရိကချင်းတိချင်းတိတွေဟာလူကိုတိုက်ခိုက်ဖူးတဲ့သမိုင်းရှိပြီး နှစ်စဉ်လူသေဆုံးမှု200ကျော်ထိရှိနေပါတယ်။အထူးသဖြင့်ညဘက်မှာလူကိုတက်ဖြတ်ဖို့ဝင်ရောက်လာတတ်ပါတယ်။1898ခုနှစ်ကကင်ညာနိုင်ငံတာဆာဘိုမြစ်အနီးမှာအမဲလိုက်ချင်းတဲ့နှစ်ကောင်ဟာအင်္ဂလိပ်ကိုလိုနီတိဆောက်ရေးအလုပ်သမား135ဦးခန့်ကိုကိုလာအတွင်းတက်ဖြတ်စားတောက်ခဲ့ပါတယ်။ဒီဖြစ်ရမှန်ကိုခြေခံပြီး ဒါကော interconnect ဆိုတဲ့ရုပ်ရှင်ကားကြီးတကားကိုရိုက်ကူးခဲ့ကြပါသေးတယ်။နံပါတ်1ဗလက်မန်ပါညံနှုံးမြင့်အာဖရိကမြွေဟောက်ဒီမြွေမျိုးစားတွေဟာအစိတ်ပြင်းထန်ပြီးတစ်ခါကြိုက်ခံရရုံနဲ့15မိနစ်အတွင်းတည်ဆုံးစေနိုင်ပါတယ်။တနာရီကီလိုမီတာ90နှုန်းနဲ့ပြေးလွှားနိုင်ကြပါတယ်။အာဖရိကတိုက်မှာ နှစ်စဉ်လူတထောင်ကျော်ခန့်ဟာငွေကြိုက်ခံရပြီးသက်ဆုံးပါနေကြရပါတယ်။နံပါတ်3ဟစ်ပိုပေါ့စတမတ်ရေမြင်းဒီရေမြင်းတွေဟာကြည့်ရတာအေးဆေးရလို့ထင်ရပေမဲ့စိတ်ဆက်ပြီးလူတွေကိုတိုက်ခိုက်တတ်ကြပါတယ်။လူသေးဆုံးမှုအများဆုံးတွေးဆန်တကောင်ဖြစ်ပြီးနှစ်စဉ်လူသေးဆုံးမှု900ကျော်အထိရှိပါတယ်။ ပါလေအာဖရိကစင်ကြီးများစင်တွေဟာကမ္ဘာအကြီးဆုံးကုန်းတွေတတ္တဝါတွေ ဖြစ်ကြပြီးဒေါသထွက်နေတဲ့အချိန်တွေမှာလူတွေကို အနယ်ပြုကြပါတယ်ဒီစင်ကြီးတွေကြောင့်နှစ်စဉ်လူ900ခန့်တည်ဆုံးနေကြရပါတယ်နံပါတ်5အာဖရိကမိကျောင်း မိเจ้าတွေဟာလူတွေကိုအလွယ်တကူရေရဲဆွဲချပြီးတက်ဖြတ်နိုင်ပါတယ်ဒီမိเจ้าတွေရဲ့အန်တရယ်ပေးတိုက်ခိုက်မှုကြောင့်နှစ်စဉ်လူ300ကျော်ခန့်တေဆုံးနေကြရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးကြတဲ့အတွက် အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ နောက်တစ်ပတ်လည်းဒီလိုထူးခြားတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးပါဦးမယ်။